ခံနေဝေလို့ငုံမပြဘူး။ ပါခွန်ရိုက်မယ်လို့ပြောလိုက်တဲ့ပရိုက်တာလူမိုက် တတိမကြီးအိတ်သိန်းကိုပရိသတ်ကြီးဒီနေ့မှာတော့ငလင်တန်ကိုကြီးကျယ်ခန်းစားနေရတဲ့မြို့နယ်တွေမြို့ကြီးတွေမှာပြင်းလင်းထူထောင်ရေးလုပ်ငန်းတွေအများကြီးလုပ်ကင်ပေးနေကြတာဖြစ်ပါတယ်။အိတ်သိန်းကလမ်းပင်အိမ်လမ်းပေးစားပြီးတော့ပရိုက်တာကိုလူမခံမင်းနဲ့သူမရဲ့ချွေးနှဲစာတွေထူခွဲရောင်းချပြီးလှူဒန်းပေးခဲ့သူပါ။သူမကိုချီးကျူးမဲ့စာပြစ်တင်ဝေဖန်နေလို့လဲမနေ့တနေ့ကဆိုရှယ်မီဒီယာမှာကြမ်းနေသူဖြစ်ပါတယ်။အိတ်သိန်းကစိတ်ထားကောင်းပြီးစေတနာကောင်းတဲ့သူဖြစ်ပါတယ်။ကိုကြီးကိစိန်ရင်လဲသူမရဲ့ချိုးကိုမကြည့် ပဲအများကျိုးကိုလေးထားကူညီပေးသူဖြစ်ပါတယ်။သမိုင်းရဲ့အိဆောက်ပေးတဲ့အလူကိုလေးဝေဖန်သူတွေကလိန်စားနေတာဘာညာမဟုတ်ဒုက္ခတွေပြောနေတော့သူမကအခုလိုတိုက်ရိုက်ရှင်းပြီးတော့ပွဲကျန်းတော့တာဖြစ်ပါတယ်။အေဒင်ကစကိုင်းမှာသူတိဆောက်ပေးတဲ့အိမ်တွေကို65ဒိတ်တဲ့အိမ်ဆိုတာမဟုတ်ဘဲနဲ့65ဒိတ်အပြားထားပြီးကျန်ပတ်စံတွေကိုယူထားတာလို့ဆိုပါတယ်။ ဒီတော့သူမဟာသူများပတ်စံတွေကိုလည်းအလကားမရှိဘူးလို့ပြောပါရီ65သိန်းတန်အိမ်ကိုမတန်မိုးထင်တဲ့သူတွေသူမစီလာခင်ကိုရင်65သိန်းယူပြီးတော့အချက်ကောင်းတဲ့အိမ်ဆောက်ပေးလို့ပြောလိုက်တာဖြစ်ပါရီအေဒင်ကငလင်တန်လက်ရှိခန်းစားနေရတဲ့သူတွေရဲ့နေအိမ်မှာနေပြီးတော့မြေပြင်မှာဖြစ်ပျက်နေတာတွေကိုနဖူးတွေဒူးတွေကြုံနေရသူဖြစ်ပါရီအုပ်ဖိုးသေးဖို့နဲ့ပြီးတဲ့မြေဖိုးတွေကိုကိုရင်ကိုကြားတပည့်လေးတွေနဲ့တည်ယူပြီးဦးစီးလောက်ကင်နေသူဖြစ်ပါရီဒါကိုဘေးတိုင်ဘူးပြောနေသူတွေကကိုရင်နဲ့ဝင်မလို့ဖဲနဲ့သူများပြစ်ပြောနေတဲ့အချောင်သူတွေကိုဒီလို ဒေပြောပြီးတော့ရှင်းခဲ့တာဖြစ်ပါတယ်။သူမဟာအိမ်တလုံးကျင်းဖို့ကိုအနည်းဆုံးရောင်းချပေးနေတဲ့ဈေးချိုတဲ့ဆိုင်တွေကိုသွားပြီးတော့ပတ်ဝေရတာဖြစ်ပါတယ်။65သိန်းဆိုတဲ့ငွေနဲ့မလောက်တော့ဘီလက်မြေတို့ အုတ်ထုံးသေးတို့ကိုပါအကုန်လုံးစေးချိုဆုံးရောင်းချပေးတဲ့စိုက်နေစီသွားပြီးတော့ဝယ်ယူပေးခဲ့တာဖြစ်ပါရည်။နေဘူးမရှာမိုးရမရှာကိုရိုင်းကိုကြဝယ်ယူပေးခဲ့တာဖြစ်တာမလို့သူမတို့ဖွဲ့ရဲ့ကုညီပုံတွေနင်နာခံမှုတွေကိုကိုရိုင်းမသိဘဲနဲ့မဝေဖန်တင်ဘူးလို့ပြောလိုက်တာဖြစ်ပါရည်။အေတင်ကသူမတို့ရဲ့အိမ်ဆောက်လုပ်တဲ့ဖွဲ့ဟာမိသားစုပေါ်မှာတွေ့ပြီးတော့တေချာလေးကြကြနာနာဆောက်ပေးတာဖြစ်ပါရည်။အိမ်နောက်စု၁၀ဦးရှိရင်သူမတို့ဖွဲ့ဟာပေနေဆယ်ပတ်လည်ရှိတဲ့အိမ်တလုံးကိုတိဆောက်ပေးပြီးတော့ဆယ်ပေရှိတဲ့ခန်းနှခန်းကိုရောင်းအောင်တိဆောက်ပေးခဲ့သူဖြစ်ပါရည်။ ။အေတင်ကွာသူမပိုင်ဆိုင်တဲ့လက်ဝိနာတွေကိုရောင်းချပြီးတော့အလူပေးတာဖြစ်တာမလို့သူများပက်ဆန်တပြားတစ်ချက်မှမယူဘူးလို့လည်းပြောပါရည်။သူမနဲ့အတူအလူလုတ်ပေးနေတဲ့လူရှင်တွေကိုလည်းအားနာတာဖြစ်တာမလို့ဘေးထိုင်ဖို့မပြောဘဲနဲ့သူမတို့ရဲ့ထိရောက်တဲ့အလူကိုပဲတာလူခေါ်ပါလို့ပြောပြခဲ့တာဖြစ်ပါရည်။ သူမကစိတ်ဆိုးပြီးတော့ခိုင်နေဝင်လို့မြည်ရကြပြပြီးတော့ငုံမပြပဲမတရားပြောသူတွေကိုလိပ်စာစုံစမ်းပြီးတော့ကိုရိုင်းစပင်ဆွဲပိုင်းရိုက်မယ်လို့လည်းစင်ခေါ်လိုက်တာပါအပြောနဲ့လက်တွေလှုပ်တဲ့တဲ့သူမရဲ့လောက်ရက်ကိုအရင်ပွဲမှာလည်းမြင်တွေ့ရပြီးသားဖြစ်မှာပါနော်အေတင်ကွာဒီနေ့ငလင်းပြီးတလားပြည့်တဲ့နေ့ထီကိုစကိုင်းနဲ့မန်လေးမှာနေပြီးတော့ငလင်းတန်တည်နေတဲ့နေရာအလုံးကိုကိုချိုးစုံကူညီပေးကြတာဖြစ်ပါတယ်သူမရဲ့ကိုပိုင်ဝင်ငွေဟာတလားကို3400 500ဖြစ်ပြီးတော့ကိုပစံနဲ့ကိုပင်မခန့်နေပြီးတော့အပြစ်ပြောတဲ့သူတွေကိုအိမ်ရောက်စုံစမ်းပြီးစပင်ဆွဲပြီးပါနေ မြင့်ကြီးနဲ့တိုက်ပြီးရိုက်မယ်လို့ပြောပြခဲ့တာဖြစ်ပါတယ်။ဒီတော့ပြိသက်ကြီးခန်းနေဝေလိုမြင့်ရင်မကြပြပဲပါဆွေးရိုက်မယ်လို့ပြောခဲ့တဲ့အေတင်ကိုပေါ်မှာမှတ်ချက်လေးတွေကိုလည်းပြောခဲ့ပေးပါအောင်ရှင်။